ကျမ်းမာတော်မူကြပါသခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘလ12ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးကြတာကတော့အကြံဖတ်စစ်တပ်ကပြည်သူစစ် viewer နဲ့တိုင်းရင်းသားအချင်းချင်းပြည်သူအချင်းချင်းတိုက်ခိုက်စေဖို့တွေးထိုးလှုံ့ဆော်နေတယ်လို့ KIO ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ် ကြံ plus စစ်တပ်ကပြည်သူစစ်ဗျူဟာနဲ့တိုင်းရင်းသားအချင်းချင်းပြည်သူအချင်းချင်းတိုက်ခိုက်စေဖို့တွိထုလုံဆော်နေတယ်လို့ KIO ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကပြောဆိုလိုက်ပါတယ်။အကြံ plus စစ်ကော်မရှင်ကတိုင်းရင်းသားဒေသများမှာတိုက်ခိုက်ရန်နဲ့နေမီစွမှုမှုများရရှိစေဖို့အတိကပြည်သူစစ်ဗျူဟာကိုပုံမှုအသုံးချလာပြီးရင်ဗျူဟာနဲ့ပြည်သူအချင်းချင်းတိုင်းရင်းသားအချင်းချင်းတိုက်ခိုက်ရေးတွိထုလျက်ရှိကြောင်းဝရဇုပြည်သူစစ်ခေါင်းဆောင်မင်းစေတန်းရဲ့အဖွဲ့မှလည်းစစ်တပ်ရဲ့ပြည်သူစစ်ဗျူဟာအောက်မှာဖွဲ့စည်းထားခြင်းဖြစ်ပြီး KIA နဲ့ PDF များကိုတိုက်ခိုက်မဲလို့တင်းတင်းစစ်ပွဲမှာပြောဆိုမှုများကိုလည်းသိရှိထားကြောင်း၎င်းကဆိုပါတယ်။ကျွန်တော်အမြင်ကတော့စစ်ကော်မရှင်ကနေပြည်သူစစ်ဗျူဟာကိုတုံးပြီးတော့တိုင်းရင်းသားအချင်းချင်းတိုက်ခိုက်ဖို့သူတို့လှုပ်ထားတာပေါ့။ KIA ကိုရှေ့တန်းတိုက်ပွဲတိုင်းမှာသူတို့တိုက်ဖို့မဖြစ်နိုင်တော့ပြည်သူစစ်တွေကိုအုံချတိုက်ခိုက်ခိုင်တာလို့ပုံမကြီးနော်ဘူးကဆိုပါတယ်။အော်ရိုဘလာတရက်နေ့ကပြစ်လုခဲ့တဲ့ဝါရဇုတ်ပြည်သူစစ်တပ်ဖွဲ့ရဲ့စစ်တင်းစင်းပွဲမှာစစ်တလောက်ကံပြည်သူစစ်ခေါင်းဆောင်မင်းစီတန်းက စစ်တပ်နဲ့တွဲဖက်၍ KIA နဲ့ PDF များကိုတိုက်ခိုက်မှာဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ရင်းအပြင်ကချင်းပြည်နယ်ပူတာအုပ်ခရိုင်ခေါလံဖူးမြို့နယ်စော့လော်မြို့နယ်တို့မှာလည်းအော်တိုဘန်လ၄ရက်နေမှာ KIA နဲ့ PDF စန့်ကျင်ရေးဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့ပြီးအဆိုပါဆန္ဒပြပွဲမှာစစ်တပ်နဲ့ပြည်သူ့စစ်အဖွဲ့တို့ကဦးစီးလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းဗိုလ်မှူးကြီးနော်ဘူးကပြောဆိုပါတယ်။ပြည်သူလူထုကိုစစ်ကော်မရှင်ကတွေးထုတ်တာဖြစ်တယ်တချို့တွေကိုနေစားကပေးပြီးခေါ်တယ်လို့သိရတယ်။သွေးခွဲပြီးမှလုတာဖြစ်ပါတယ်လို့ ။မူမူကြီးနော်ဘူးကဆက်လက်ပြောဆိုပါတယ်။လက်တလောမှာကချင်ပြည်နယ်မှာ KIA ကမြို့သိမ်းတိုက်ပွဲများနဲ့စစ်ကော်မရှင်ရဲ့ test scan တွေကိုအပြင်းထန်ထိုးစစ်ဆင်းရဲရှိပြီးစစ်အာဏာရှင်စစ်ကြီးတိုက်ပွဲဝင်နေတဲ့ပြည်သူ့ကာကွယ်တပ်တွေကိုလည်း KIA ကစီရေးအကူအညီများပေးအပ်လျက်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ဝိုင်းရံပိတ်ဆို့ခံရတဲ့နေရကန်တောင် viewer စခန်းကို လေရင်ပေါ်ကလာချပေးတဲ့လက်နက်ခဲရဲနဲ့ရိတ်ခါပစ္စည်းအချို့အေးအေးတိမ့်စိတ်ရမိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ဝိုင်းရံပိတ်ဆို့ခံထားရတဲ့အတွက်လက်နက်ခဲရဲရိတ်ခါများပြတ်တောင်နေတဲ့မကွေးတိုင်းငဖဲမြို့နယ်ဗရန်မြို့အပိုင်းအမ်ဘရန်ယူတောင်ကျော်လမ်းပေါ်မှာရှိတဲ့နေရီကန်လေချောင်းရံပြူဝကုန်းကိုလီယမလီဒီနဲ့လာချပေးနေရမှာထိုအထက်ကလက်နက်ခဲရဲများနဲ့ရိတ်ခါတုပ်အချို့ကိုအရကတတအေမတင်းစင်ရမိကြောင်တရင်ရရှိပါတယ်ဒီသခင်မြေပြင်စီးရဲ့တရင်ရမြစ်တူကပစ္စည်းတွေမချပေးခင်ဂျင်းနဲ့ပတ်ဝန်းကျင်ကိုလာပြတယ်ပြီးမှ Y8 လေရင်နဲ့ပစ္စည်းတုပ်တွေကိုချတယ်တချို့ပစ္စည်းတွေက သူတို့စစ်တပ်ဘက်လည်းကြားတယ်။အေးအေးဘက်ကလည်းအထုပ်တွေကျလာတာရှိတော့တင်းစေရမိထားတာတွေရှိပါတယ်လို့ဆိုပါတယ်။အင်အားယာနဲ့ကြီရှိတဲ့လီချောင်းရံကာကွယ်ရေးဘီယောကိုအရကတ်တက်တော်နဲ့ပူပေါမဟာမိတ်တပ်ဖွဲ့တွေကဝိုင်းရံပိတ်ဆို့ထားတဲ့အတွက်ရိတ်ခါနဲ့လက်နက်ခဲယမ်းများပြတ်တောင်နေပြီးယမနေ့အော်တိုဘားလ17ရက်နေ့မနက်က Y8 လေရင်နဲ့လက်နက်ခဲယမ်းများစားနက်ရိတ်ခါရေကိုလေဒီနဲ့လာချပေးခဲ့ခြင်းဖြစ်တယ်လို့၎င်းကဆိုပါတယ်။အရကတ်တက်တော်နဲ့ပူပေါမဟာမိတ်တော်လိုင်းတပ်ဖွဲ့တွေဟာ အမ်ဘရန်လမ်းပေါ်မှာရှိတဲ့နေရီကန်လေးချောင်းရံကာကွယ်စကန်အတွက်အတိကကာကင်စကန်ကြီးဖြစ်တဲ့ဗစီကြီးရွာအနီးရှိဖိုက်တာကုန်းစကန်ကို အော်တိုဘလန်ဆယ်ရင်းနေမှာလက်နက်ခင်းရများနဲ့အတူသိမ်းပိုက်ရရှိခဲ့ပါတယ်စက်တင်ဘာလ28ရက်နေ့ကလည်းအာရကတ်တတော်နဲ့ပူပေါ်မဟာမိတ်တပ်ဖွဲ့တွေဟာနေရီကန်စကန်နဲ့နှမိုင်းဝန်းကျင်သာကွာဝေးတဲ့နေရီကန်ဗရန်လက်သက်ကာလမပေါ်ရှိစစ်တပ်ရဲ့ထောက်ပံ့စကန်ကြီးဖြစ်တဲ့ဂုတ်ကြီးစကန်ကိုသိမ်းပိုက်ရရှိခဲ့ပါတယ်၎င်းပြင်နေရီကန်လေးချောင်းရံကာကွယ်ပြူဝစကန်ကို ဗရန်ဘက်ကစစ်ကူလာနိုင်တဲ့လမ်းဟောင်းလမ်းတင်နှစ်ခုစလုံးကိုအာရခတ်တပ်တော်နဲ့တော်လိုင်းတပ်ဖွဲ့တွေကပိတ်ဆို့ဖျက်တောက်ထားတဲ့အတွက်အဆိုပါနယ်ရီကန်တပ်ပေါ်မှာရှိတဲ့လီချောင်းရံကာကွယ်စခန်းမှာလက်နက်နဲ့စားနပ်ရိက္ခာများပြတ်တောက်နေတယ်လို့ဆိုပါတယ်ဒီနယ်ရီကန်လီချောင်းရံကာကွယ်စခန်းကိုဗျူဟာမှုတူကိုတိုင်ဦးစီးပြီးစခန်းထိုင်နေတာလီချောင်းရံဗျူဟာကိုအခိုင်အမာတိစောက်ထားပြီးတောင်ပတ်လယ်မှာတက်စကန်အသီးသီးကတက်ဆုပ်လာတဲ့တပ်ဖွဲ့ဝင်တွေစစ်မှုထမ်းတပ်သားတစ်တွေနဲ့အင်အားဖြည့်တင်းပြီး တည်တည်ချာချာကန်ဆယ်လုပ်ထားတာအင်အားတော့၄၅ရာလောက်ရှိနေတယ်။ဒါပေမဲ့အခုကနေရီကနားမှာနေတိုင်းတိုက်ပွဲဖြစ်နေပြီးရိတ်ခါတွေလည်းပြက်လာတော့ထွက်ပြေးလာတာလည်းတော်တော်များနေတယ်။တိုက်ပွဲမှာကျသွားတာတွေလည်းတော်တော်များနေတယ်။ဒီလေကြောင်းရံကာကွယ်စခန်းလည်းဒီအတိုင်းဆိုမကြခင်ကျသွားနိုင်တယ်လို့ပြောဆိုပါတယ်။အကြက်ဖက်လေတက်ကနေနေရညပါဘုံလာရောက်ကြေးချတိုက်ခိုက်နေပေမဲ့လေအရကတတော်နဲ့တော်လိုင်းတက်ဖွဲ့ရရဲ့ဒံပြန်ထိုးစစ်ကိုမဟန့်တားနိုင်ပဲဖြစ်နေတယ်လို့တခြားစီရင်သတင်းရှိမြစ်တစ်ခုကလည်းဆိုပါတယ်။ ဝိုင်တွဲဂျက်ဖိုက်တာဝိုင်82ကအဆက်မပြတ်လာပြစ်တယ်။အဓိကကလက်ရည်ကန်ဗျူဟာဂုံးကပိတ်နေတာကိုသိလို့အရင်ထက်လာပြစ်နေတာ။ဒါပေမဲ့တောတောင်တူတပီးတောင်တွေကမတ်ဆောက်တဲ့အတွက်လီချောင်းကနေလာပြစ်တာလဲထင်းတလောက်ထိရမှုမရှိပါဘူးလို့ဆိုပါတယ်။စစ်တပ်ရဲ့ကာကင်းဂုံးတွေနဲ့ရိတ်ခါတည်ယူရေးလမ်းကြောင်းတွေကိုတော်လန်ကြီးတက်တွေကဖျက်တောက်ပိတ်ဆို့ထားပြီးကပ္ပဆတ်14ဇင်ပြုံးစုံကုန်းတို့မှတက်လာတဲ့စစ်ကူစစ်ကြောင်းတွေအားလဲအကြမ်းဆုံးများနဲ့ထွက်ပြေးမှုများပြားနေတဲ့အတွက် ရှေ့ဆက်မတိုးနိုင်ပဲနောက်တို့သာစုံနေရတယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ညောင်လေးပင်ဥက္ကဋ္ဌပြူစောတိကျော်ဝင်းမှသူ့သားရိစစ်မှုထမ်းရမှာစိုးလို့ထိုင်းကိုအောက်လမ်းမှာစီလို့စစ်မှုတပ်ဥပဒေစာကလေးကပြည်သူတွေကိုအတင်းစုဆောင်ခဲ့ပြီးသူ့သားအလဲမှာနိုင်ငံခြားကိုစီလွတ်ချင်းဖြစ်ကြောင်းတင်ဆက်ပေးပါမယ်ပဲခူးတိုင်းညောင်လေးပင်မြို့မှာဥက္ကဋ္ဌဖြစ်သူပြူစောတိကျော်ဝင်းကရက်ကွက်နေပြည်သူတွေကိုစစ်မှုတပ်အတွက်အတင်းအဓမ္မလူသစ်စုဆောင်တာတွေပြုလုပ်ခဲ့ပြီး သူ့သားအလေးရောက်ခံဤမှာစစ်မှုထမ်းရမှာကိုစိုးရင်ပြီးထိုင်းနိုင်ငံကိုဆေလွတ်ခဲ့တယ်လို့ဒေသခံပြည်သူတွေရဲ့သတင်းပို့ချက်ရသိရှိရပါတယ်။ပဲခူးတိုင်းညောင်လေးပင်မြို့အတွင်းမြို့မတက်မမြို့မငါးထိရက်ကွက်ငါးခုရှိပြီးပြူစောတိကျော်ဝင်းဟာမြို့မတိရက်ကွက်ဥက္ကဋ္ဌဖြစ်တယ်လို့သိရှိရပါတယ်။ဥက္ကဋ္ဌကျော်ဝင်းအနေနဲ့အာနာသိမ့်ပြီးနောက်ပိုင်းကစတင်ကပြူစောတိအဖြစ်ခံယူခဲ့ပြီး စစ်မှုတပ်ဥပဒေပေါ်ပေါက်စင်ကလည်း၎င်းရက်ကွက်နေပြည်သူတွေကိုအတင်းအဓမ္မလူသစ်စုဆောင်းတာတွေပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။ဒါအပြင်၎င်းအုပ်ချုပ်ရာမြို့မတ်ရက်ကွက်မှလူငယ်တွေကိုစစ်မှုတပ်ဥပဒေနဲ့စုဆောင်းယုံတာမကရက်ကွက်အတွင်းမှာလည်းပေါ်တာဆွဲကအချားမျိုးမှရက်ွက်တွေထံကိုစစ်မှုထမ်းဖို့ပြန်လဲရောင်းစားပြီးအခကျင်းွေယူဆောင်တာတွေလည်းပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။ရက်ွက်ဥက္ကဋ္ဌကကျော်ဝင်ပါပြူစောတိခေါင်းဆောင်ပဲညောင်လေးပင်မြို့ကမြို့မှ၅ခုရှိတယ်။အဲ့ဒါကျော်ဝင်ကစစ်မှုတပ်အတွက်ဆို ူအုပ်ချုပ်တဲ့မြို့မတစ်ရက်ကွက်ကပဲပေါ်တာဆွဲတယ်။ပြည်သားနဲ့ကျန်တဲ့ရက်ကွက်ကိုလည်းပတ်စံယူပြီးသူစုဆောင်းလို့ရတဲ့သူတွေကိုပြန်ရောင်းစားတယ်လို့ဒေသခံပြည်သူတအူးကပြောဆိုပါတယ်။ရက်ကွက်အတွင်မှာအတင်းအတ္တမစုဆောင်းမှုတွေပြုလုပ်ခဲ့တာကြောင့်နှစ်နှစ်အတွင်းရက်ကွက်နေလူငယ်တော်တော်များများစုဆောင်းခံလိုက်ရပြီးသူသားတွေစစ်မှုထံပါမစိုးရင်လို့ဥက္ကဋ္ဌကျော်ဝဲမှထိုင်းကိုအောက်လမ်းမှဆေးလွှတ်ခြင်းဖြစ်တယ်လို့သိရှိရပါတယ်။ဒါအပြင်အဆိုပါဥက္ကဋ္ဌကျော်ဝဲမှအောင်စိုးမှုသူရအောင်တန့်စင်အောင်ဆိုတဲ့တားသုံးယောက်ရှိပြီး အခုထိုင်းကိုအောက်လမ်းမှာဆွေးလွှတ်ခဲ့တဲ့တဟာအငဲဆုံးဖြစ်ကပြည်သူအပေါ်လက်နက်အားကိုးနဲ့အနိုင်ကျင့်နှိပ်စက်တာတွေပေါ်တာဆွေးစုဆောင်တာတွေကိုဥဆောင်ပြုလုပ်ခဲ့သူတွေဖြစ်တယ်လို့သိရှိရပါတယ်။ဒါတွေမကဘဲကြံတဲ့တား၂ယောက်မှလည်းပြူစောတိများဖြစ်ကြပြီးရက်ကွက်အတွင်လက်နက်ကန်ရန်ကရာတွေနဲ့ညောင်လေးပဲပတ်ချာလေးမှာဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်စစ်တပ်နဲ့ပူးပေါင်းပြီးရှေ့တန်းလိုက်တာတွေပြုလုပ်ခဲ့တယ်လို့အဆိုပါဒေသခံမှဆက်ပြောပါတယ်။ပြူစောတိကျော်ဝင်းကတား၃ယောက်ရှိတယ်။အောင်စိုးမူသူရအောင် တန့်စင်အောင်အကြီးနှစ်ယောက်ကစစ်တပ်နဲ့တပ်ပြီးမြို့ပတ်ချာလေးကတိုက်ပွဲရေးမှရှေ့တန်းထိလိုက်တယ်အခုထိုင်းကိုပြေးမဲ့တယောက်ကပြည်သူကိုကိုတိလက်ရောက်ပားရိုက်စက်ကြီးကောက်ချောဆွဲတဲ့ကောင်ပါသူသားတွေကိုစစ်မှုတော်မထမ်းစေခြင်းဘူးအနေအဆားချောင်တဲ့ပြူစောတိလိုပဲလှုပ်စေခြင်းတာအခုကမရတော့တဲ့အခြေအနေမို့လို့ဆိုပါတယ်ဒါအပြင်အဆိုပါပြူစောတိဥက္ကဋ္ဌမိသားစုဟာညောင်လေးပင်အနီးအနားကကြေးရွာတွေကိုမိရှို့ဖျက်ဆီးပြီးတံပိုးကြီးပစ္စည်းတွေကိုယူဆောင်ရမှလည်း စစ်တပ်နဲ့ပူးပေါင်းကလှုပ်ဆောင်ခဲ့တယ်လို့သိရှိရပါတယ်။ဒါအပြင်ပေါ်တာဆွဲလူစုဆောင်ပြီးရရှိခဲ့တဲ့အခကျင်းဝင်တဲ့ယော်ရီကိုစစ်ကြောင်းထိုးကအတင်းအဓမ္မယူဆောင်ခဲ့တဲ့တံပိုးကြီးပစ္စည်းတွေကိုရောင်းချပြီးရန်ကုန်မြို့မော်ဘီဘက်အချမ်းမှာအိမ်နဲ့ခြံဝယ်ယူလာတွေပြုလုပ်ခဲ့တယ်လို့ဒေသခံပြည်သူတွေရဲ့သတင်းပို့ချက်အရသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့အငိမ့်စားဒုဗိုလ်ချုပ်ကြီးတုံးဇာတိကနေရွေးကောက်ပွဲဝင်မယ်လို့ကြေညာခဲ့ကြောင်းတင်ဆက်ပေးပါမယ် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့အငင်းစားယူသွားကြတဲ့ဥတပ်ပုံဥကံမြင့်တန်းနဲ့ဥမျိုးစော်တိန်းတို့မွေးရစာတိမြေတွေကနေရွေးကောက်ပွဲဝင်မယ်လို့စုံစမ်းသိရှိရပါတယ်။ဥတပ်ပုံကစကိုင်းဥကံမြင့်တန်းကမအူပင်နဲ့ဥမျိုးစော်တိန်းကပေါက်ခေါင်းကနေဝင်ပြိုင်ကြမှာဖြစ်ပြီးပြည်သူလွတ်တော်မဲဆန္ဒနေတွေကနေဝင်ပြိုင်ကြမှာပါ။ဥမျိုးစော်တိန်းကပြည်တော်စုကြက်ခန့်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌဖြစ်ပြီးစီရေးချုပ်ယာရုကနေ2022ခုနှစ်မှာအငြိမ်းစားယူခဲ့တာပါ။ ဦးသက်ပုံနဲ့ဦးကံမြင့်တန်းတို့ကတော့ပြီးခဲ့တဲ့လကမှရွေးကောက်ပွဲအတွက်အငိမ့်စားယူခဲ့သူတွေဖြစ်ပါတယ်။ဦးသက်ပုံဟာရန်ကုန်တိုင်းကိုတာဝန်ယူရတဲ့ MN9 စစ်စင်ရေးအထူးအဖွဲ့မှတက်မတော်စစ်စေးရေးအရာရှိချုပ်စတဲ့တာဝန်ယူခဲ့သူဖြစ်ပါတယ်။ဦးကံမြင့်တန်းကတော့တည့်ရဲ့အရေးပါတဲ့ယာတို့တစ်ခုဖြစ်တဲ့ကာကွယ်ပစ္စည်းထုတ်လို့ရအရာရှိချုပ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။စစ်မှုထမ်းကာလကအနေထိုင်တိုသိတဲ့စစ်ဘုတ်ချုပ်တွေဟာရွေးကောက်ပွဲဝင်ဖို့ဖြစ်လာတဲ့အခါမှာတော့ လူမှုကွန်ရက်ကိုတွင်တွင်ကြဲကြဲတုံးလာတော့ကိုတွေ့ရှိရပါတယ်ခင်ဗျာဆက်ဆက်သတင်းများအရာလဲပြည်ခံဖြိုးပါတီဥက္ကဋ္ဌခင်ကြီးတယောက်တော့ဒီကေခေါ်ယူမှုနဲ့ပတ်သက်ပြီးပါတီအတွင်းမငြိမ်မသက်မှုတွေဖြစ်ပေါ်နေကြောင်းတင်ဆက်ပေးပါမယ်ပြည်ခံဖြိုးပါတီဥက္ကဋ္ဌခင်ကြီးကတော့နေလက်စီယုံကြီးတွေတွားရလို့ပင်ပန်းတဲ့အခါဒီကေခေါ်လင်းရှိတယ်လို့ဆိုပါတယ်တောင်းပြင်သူဟာအားလက်တဲ့နေ့တွေမှာဆိုရင်လေပါတီရမုံငွေတချို့ကိုထုတ်ယူကဒီကေခေါ်ယူလို့ရှိလို့ ပါတီအတွင်းမှာလည်းပါတီရန်မုံငွေအလွဲသုံးစားလုပ်မှုနဲ့ပတ်သက်ပြီးခင်ရီကိုပြည်ခိုင်ပြိုးပါတီဥက္ကဋ္ဌရာဒူးကနေဖြုတ်ချဖို့ပါတီဝင်တွေကြားမှာပြောဆိုဝေဖန်မှုတွေဖြစ်ပေါ်နေတယ်လို့သိရှိရပါတယ်။ကျွန်တော်တို့ကတော့ကိုခင်ရီကိုဖြုတ်ချပြီးပါတီဥက္ကဋ္ဌနေရာကိုတမရာကြီးဟောင်းဦးသိန်းစိန်သို့မဟုတ်အရင်ပြည်ခိုင်ပြိုးပါတီဥက္ကဋ္ဌဟောင်းဦးတန်းထီးကိုရည်ရွယ်ထားတာရှိသေးဗျ။ကိုခင်ရီကအခုလိုမျိုးလှုပ်ပုံတွေနဲ့ဆိုအဆင်မပြေနိုင်ဘူးလေဗျ။ပါတီရန်မုံငွေဆိုတာကတိုင်းပြည်နဲ့လူမျိုးကောင်းစားရေးလှုပ်ဖို့ထားတာ အခုသူကဒိတ်ခဲခေါ်ပြီးသူကောင်းစားဖို့ပဲလုပ်နေတာလေဆိုပြီးဝေဖန်ထောက်ပြခဲ့တာတွေရှိတယ်လို့ဆိုပါတယ်တို့ရမှာပြည်ခံပြုတ်ပါတီဝင်အများစုကတော့ဥက္ကဋ္ဌခင်ကြီးဟာပါတီရံမုံငွေတွေထုတ်ယူပြီးဒိတ်ခဲခေါ်တာထက်၎င်းတို့ကိုဒိတ်ခဲခေါ်ယူခွင့်မပြုရာကိုပဲဝေဖန်နေကြတယ်လို့ဆိုပါတယ်စဉ်းစားကြည့်ဗျာသူကြဥက္ကဋ္ဌဆိုပြီးပါတီရံမုံငွေတွေနဲ့ဒိတ်ခဲခေါ်တယ်ကျွန်တော်တို့ကိုကြတော့ကိုပစံနဲ့ကိုဒိတ်ခဲခေါ်မယ်ဆိုတာတော့ပါတီပုံရိပ်ထိခိုက်လို့ဆိုပြီးခေါ်ခွင့်မပြုဘူးဆိုပြီးပြောသွားခဲ့တယ်လို့ လက်ရှိပါတီအတွင်းမှာဖြစ်ပျက်နေတဲ့ပြဿနာတွေကိုအကောင်းဆုံးပြင်ရှင်းဖို့နီလန်းကတော့ပါတီဝင်တိုင်းဒီကဲခေါ်ခွင့်ပေးလိုက်ရင်အဆင်ပြေသွားမယ်ဆိုပြီးလဲပါတီဝင်အများစုကထောက်ပြဝေဖန်တာတွေရှိတယ်လို့စုံစမ်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကြံပတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြင့်ဆုံးလွတ်မြောက်ပြီး တော်လန်နေတဲ့ကိုဂျင်းတို့ရင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှာဆုတောင်းလိုက်ပါရခင်ဗျာ။